တို့ရောက်ရှိနေရတော့ဘီလီယက်မက်ရှင်ပေါ့နော် less ray ကိုလို့ရောက်ရှိနေတာပါအခုညီမပြပေးမယ်ခန်းလေးကတော့ဘီလီယက်မက်ရှင်မှာရှိရဲ့ two bedroom မျိုးစား sample room ခန်းလေးဖြစ်ပါတယ်ရှင်အဲညီမလည်းဒီချက်လောက်လိုက်ကြည့်ပါဦးနော်အာညီမတို့ခုဝင်စင်းမှာပဲတွေ့ရမှာတော့တို့ရဒီလိုမျိုးလေး furniture လေးပေါ့နော်ပြင်ဆင်ပေးထားတယ်ဒါဆိုလို့ရှိရင်ညီမတို့ဖက်နက်စင်လေးပေါ့ ဒီမှာဖက်နက်တွေထည့်လို့ရတယ်ဖက်နက်စင်လေးလုတ်ပြီးထားရပါတော့ဒါဝင်ဝင်ချင်းပဲဝင်ချင်းမှာပြီးလို့ရှိရင်ညီမတို့ဒီမှာဆိုလို့ရှိရင်တအိမ်လုံးရဲ့မီးစနစ်တွေမီးစတန်တွေအကုန်လုံးကိုတော့ညီမတို့ဒီအပေါ်မှာပေါ့နော်အဲထားရှိပေးထားရဲပြီးရင် wifi နဲ့ဆက်ထားပေးထားရဲပြီးရင်တော့ညီမတို့ဒါဖက်နက်ထိုင်ကုန်ဒါဖာနီချာပုံစံလေးပေါ့နော်သူအလားစင်ထားပြီးရင်ညီမတို့အခုဝင်ဝင်ချင်းမှာပဲညီမတို့တွေ့ရမှာတော့ဒီ living area ပေါ့နော်ဒါဆိုတအိမ်လုံးရဲ့ဒီအလှဆုံးနေရာပေါ့ညီမတို့ဒါ living area ပေါ့ furniture လေးဆိုလို့ရှိရင်ညီမတို့ဒီလိုမျိုးလေးထားလို့ရတယ်ပြီးရင်တော့ညီမတို့ဒီမှာ near gap video တွေပါထားလို့ရတယ်ဒါကညီမတို့ dining area လုပ်လို့ရတယ်ပေါ့နော်ဒီကဲလို့ dining area ဒီမှာထားချင်တာ chinese dining ပေါ့ steel dining dining area ထားလို့ရတယ်ပြီးလို့ရှိရင်တော့ညီမတို့ဒီမှာပေါ့နော်သူကသူအခန်းလေးနဲ့တည်တည်တက်တက်လေးထားပေးထားတယ်ဒါကတော့ညီမတို့ဒီ common bedroom ပေါ့ common bedroom နဲ့မှာဆိုလို့ရှိရင်ညီမတို့ဒီလိုမျိုး furniture လေးပဲ အနာဒီမှာဒီလိုမျိုးမှန်ဒီရက်နဲ့အကက်ဒီပါမယ်ပြီးရင်အဲဒီလိုမျိုးဟာလေးတွေလုတ်ပြီးထားလေးရှိတယ်ပေါ့နော်သူဆိုလို့ရှိရင်မနိုင်ပြောမယ်ဆိုလို့ရှိရင်ဒါလုံးဝတည်တတ်တယ်ပေါ့နော်ပြီးရင်တော့ညီမတို့အခုနောက်တနေရာတော့သူကပုံမှန်ကွန်ဒိုရီလိုမျိုးဝေချင်းမှအဲ့လို kitchen ရှိရမျိုးမဟုတ်ဘဲနဲ့သူကတနေရာရဲ့အဲ့လိုမျိုးခန်းလေးကပ်ကပ်ပြီးလုတ်ပြီးထားတာပေါ့နော် အဲဒီမှာဆိုညီမတို့ kitchen room လေးဆိုလဲထူဟန်နဲ့တူပေါ့နော်ပြောမယ်ဆိုတည်တည်တက်လေးဖြစ်တယ်ပေါ့ဒါဆိုညီမတို့ cabinet တွေထည့်လို့ရတယ်နည်းရက် cabinet တွေထားလို့ရတယ်ပြီးရင်အညော်ညော်ဆုပ်ဆက်တွေပေါ့နော်ညော်ဆုပ်ဆက်တွေရှိရဲပြီးညီမ slide တော့ slide တော့နဲ့ထားလို့ရတဲ့ဟာရကုန်မများရှိရပေါ့နော်ပြီးရင်တော့ညီမတို့အနောက်မှာဆိုလို့ရှိရင်တီးတန့်ပေါ့နော်အဝိရှော်ဆက်တွေပါထားဖို့အတွက် အဲရေဆိုးနေရဲ့အဝတ်ဒီပိုင်းလှမ်းဖို့အတွက်သူ render အသေးစားလို့မျိုးလေးထည့်ပေးထားရယ်ပေါ့နော်ဒီမှာဆိုရေဘက်ကောင်းနေရစားရှိရယ်အဲညီမတို့အခုဆက်သွားမှာကတော့ဒီ two bedroom ရဲ့ရဲ့ main ဖြစ်တယ်ပေါ့နော် master bedroom ခန်းလေးလိုက်ကြပေးမယ်သူ့ရဲ့အခန်းဖွဲ့စည်းပုံကတော့ညီမတို့ထီလိုမျိုးပေါ့နော်ဝင်ကျင်းတော့ဆို11 11ရရှိမယ်ပြီးလို့ရှိရင်တော့ဒါညီမတို့ မြင်ရတာကတော့ခုဆိုအခန်းတစ်ခန်းမြင်နေချင်းဆိုင်ရောက်နေတာပေါ့နော်ဆိုတော့မြင်နေချင်းဆိုင်အခန်းတစ်ခန်းမြင်နေချင်းဆိုင်မှာခုညမပြပြီးမှာကတော့ဒီဟာရဲ့ master bedroom ပေါ့နော်ညီမတို့ master bedroom မှာဆိုဝေထင်းမှာ drive lab လေးရှိမယ်ပြီးရင်တော့ထပ်ပြီးတော့ lunch ရောက်လာမယ်ဆိုလို့ရှိရင်ရောက်လာမယ်ဆိုလို့ရှိရင်ညီမတို့ဒီမှာအဲဒီလိုမျိုး view လာရဲပေါ့နော် master bedroom အခန်းလေးရှိမှာပါပြီးရင်တော့ညီမတို့ဒီမှာဆိုလို့ရှိရင် ceiling ကလည်းမြင့်နေပေါ့နော်ပြီးလို့ရှိရင်ညီမတို့ဒီမှာနေရာ gap view တွေထားလို့ရတယ် ဒါကတော့ဒီမြင်ရောက် eight master bedroom နေတာထားပြီးထားပါတော့ subscribe ခန်းလေးရဲ့မှာ view ဆိုလို့ရှိရင်လည်းညီမတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ကနေဆိုလို့ရှိရင်ဒီ Google ကိုတေချာလေးမြင်နေရတယ် look view မျိုးလေးပေါ့နော်ဒါကတော့ညီမတို့အထက်နေလေးရောက်နေလို့အထက်မြင်ဆိုပို့လိုက်အခုညီမဆက်သွားမှာကတော့အဲဆမ်ဘာရွန်အခန်းဒီစင်ကယ်ရွန်ခန်းလေးပေါ့နော်စင်ကယ်ရွန်ခန်းဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူကတော့လုံးဝအဆင်ပြေပေါ့နော်ဆိုင်အဲ့ဒါဆိုဗီဒီယိုလေးထားပေးထားရဲဒါဆင်ပြပြထားပုံစံလေး ပြီးလို့ရှိရင်ဒီမှာဟိုလီဝင်လထွက်ကောင်းအောင်လို့တကားပေါက်လည်းပါရှိပုံမှန် single room နေရာကျတော့ဒီလိုမျိုးတကားပေါက်တွေပါမပါဘူးပေါ့နော်ဒီမှာဆိုရှင်လုံးဝတကားပေါက်ကမတိတိလေးမဟုတ်ဘဲနဲ့အကြီးတုံးပေးထားရဲအဲပြီးလို့ရှိရင်တော့ညီမတို့အဲ render ဆိုလို့ရှိရင်လည်းသူတိတိလေးမဟုတ်ဘဲနဲ့လုံးဝအဲဒီ living area တစ်ခုလုံးကိုအဲ render ပုံစံမျိုးလေးအလင်းဝင်ကောင်းအောင်လို့လုပ်ပေးထားရဲပေါ့နော်ဒါဆိုညီမတို့ render ပေါ့နော် render ကနေပြီးဩဒါကတော့ပထမတစ်ယောက်နေရာမို့လို့ ပြောလိုက်ရတာဒီလိုမျိုးပုံစံလေးပေါ့နော် garden view ပုံစံမျိုးလေးဖြစ်သွားမယ်တို့ဒီကနေ runner နေကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအိမ်လုံးကိုခြုံပြီးတော့ကြည့်လို့ရတယ်ပေါ့နော် easily ညနေဘက်ဆိုအဲဒီပြင်းထွက်ပြီးတော့ခြေလုတ်ကောင်းနေနေရမျိုးလေးပါ runner ကလည်းကြည့်ရဲဆိုတော့လေဟုတ်ကဲ့ပါရှင်ကျွန်တော်တို့ဒီ billion mansion last week ကိုနှုန်းမှာဆိုလို့ရှိရင်1 bedroom 2 bedroom 3 bedroom ပြင်မှာ4 bedroom နေလည်းရှိရဲပေါ့နော်အခုညီမပြပြရတာ2 bedroom ခန်းလေးပေါ့ဒီလိုလူချင်းမျိုးအနေနဲ့ဒီလိုအခန်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်မျိုးရဒီ Facebook page နဲ့ hotline နံပါတ် ၃ညကိုခွန်ခွန်လေးခွန်ခွန်လေးရှိရှိချောက်ကိုဆက်သွယ်ပြီးတော့အသေးစိတ်ဆုံးသတ်မိမြင်နိုင်ပါပြီရှင်။